မင်္ဂလာပါတောင်းမြူရေဒီချေကအခန်း3ကျွန်တို့တို့ပါဝင်ခြင်းရှိ အပင်များအခန်းဖြစ်တဲ့ခန်းခွဲနှစ်အပင်အစိပ်ပိုင်းများဤမတူညီမှုများသင်ခန်းစာကိုတင် जा ပေးမှာဖြစ်တယ်เนาะရှေ့ခန်းမှာဒီချေတို့ကအပင်ရဲ့အစိပ်ပိုင်းတွေလေ့လာ ဒီတကားကဒီချေတို့ကအပင်ရဲ့အစိပ်ပိုင်းတွေမတူညီမှုတွေကိုလေ့လာနော်ဘလို့မတူညီရလဲတောက်မီပုံလေးကိုကြည့်လိုက်ပါဦးပင်ရဲ့ဘယ်အစိပ်ပိုင်းတွေကမတူညီရလဲဆိုတာကိုအရင်ဆုံးပုံလေးကိုကြည့်လိုက်မယ်ကဲပုံလေးရဲ့မှာတောက်မီဘာမြင်ရဟုတ်တယ်အပင်ဟုတ်တယ်အပင်အကြီးကိုမြင်ရဟောထက်ကြည့်ပါဦးဘာပုံလေးတွေတွေ့ရသေးလဲဟုတ်တယ်အပင်အသေးလေးတွေကိုလည်းတွေ့ရသေးတယ် ကဲဒါဆိုရင်တီဂျေတို့ကအခုအပင်တွေရဲ့ဘဲအစိုက်ပိုင်းတွေကမတူညီဘူးလေဆိုတာကိုတီဂျေတို့ကလေ့လာမှာဖြစ်တယ်နော်ကဲဒီပုံမှာကြည့်ပါအောင်တောက်ကြည့်ဟောပထမဆုံးအပေါ်မှာတွေ့ရတဲ့ပုံကဟာတစ်ပင်ကပင်စီကထောင်မှန်နေမြည်ပဲနော်အကြီးပဲဟောအောက်အပုံလေးမှာကြောက်အပင်လေးရပါဖြစ်နေရတယ်ပူပူတူတူလေးတွေပြီးရင်တောက်ကြည့်ထူးခြားချက်ကိုကြည့်ပါအောင်ဘာဖြစ်နေဟုတ်တယ်အရွက်ရဲ့အယောင်လေးရောတူလာ မတူเนาะတစ်ဖက်မှာဆိုရင် စိတ်ပြီးတော့နောက်တစ်ဖက်ကကြာတော့ဘာយ៉ាងဖြစ်နေရလဲဟုတ်တယ်စိတ်ပြပုံပြန်နှမ်းနှမ်းပုံခရမ်းပြပုံဖြစ်နေရဒါတွေကဒီချေတို့အပင်နေရမတူတဲ့အစိပ်ပိုင်းတွေပဲဖြစ်တယ်เนาะကဲအဲ့ဆိုရင်ဒီချေတို့ဆက်ပြီးတော့လေ့လာကြမယ်ကဲဒါဟုတ်သမီးတို့ရေလုပ်ငန်းတစ်ခုဒီချေနဲ့တူဆက်ပြီးတော့လေ့လာကြအောင်เนาะ ကဲလုပ်ငန်းတင်မှာဘာပြောထားလဲဆိုရင်ကြောင်ဝင်တွေကတဲ့မတူတဲ့အရွက်တွေကိုခုခဲ့မယ်အတန်းနဲ့ရောက်ရင်တဲ့စိုက်တလူပုံဖော်ကြည့်ရအောင်တဲ့တောက်သူမျိုးကြီးအခုဒီကျဲတို့လေးလာနေတာအပိအစိပ်ပိုင်းနေရမတူညီမှုများကိုလေးလာနေဖြစ်တယ်အဲ့တော့တောက်သူမျိုးကြီးအပိရဲ့အစိပ်ပိုင်းဆိုဘာရှိမလဲအရွက်တွေရှိတာပေါ့ပင်စီတွေရောမရှိဘူးလားရှိတာပေါ့အဲ့တော့ဒီကျဲတို့အခုစပြီးတော့အရွက်တွေကိုစပြီးတော့လေးလာ နော်ဒါတို့ကျောင်းဝင်းထဲမှာအပင်ကမျိုးစုံရှိရမလားမျိုးစုံကနေပြီးတော့အရွယ်လေးခုလာမယ်ခုလာပြီးလို့ရှိရင်အရွယ်လေးတွေကိုချကြည့်မယ်တရွယ်တရွယ်ကတူလားကဲအခုတော့ပုံလေးတွေကိုအရင်ကြည့်လိုက်ပါဦးပုံလေးတွေကိုကြည့်လိုက်ပါဦးအဲအရွယ်ကဒီမှာတစ်ခွန်းတစ်ခုတူလားအဲအရွယ်စားလည်းမတူဘူးပုံတန်းန်လည်းမတူဘူးအရွယ်စားဆိုတာကဟာငါပြောပြင်အရွယ်ကအကြီးပဲအဲဟုတ်တယ် နော်ဗရောက်ရက်တို့ခရီးရက်တို့တိတိတိဒီမှာကျတော့ကြည်ရရက်ကပါလေဆယ်ရရက်ဆယ်ရရက်မြင်ဘူးလားတောင်းကြည့်နော်အဲအလှော်လေးနော်ပါနဲ့နော်နော်လာပေါင်းမှတရက်ဖြစ်တယ်ဆိုတာဆယ်ရရက်ဒီမှာအသေးဆုံးရက်ကပါလေဗရောက်ရက်ပြီးရင်နောက်ဝိုင်းဝိုင်းချွန်ချွန်နဲ့အသေးပုံပုံနဲ့ရှိတဲ့ရက်ကဘာရက်လဲညောင်ရက်ဟုတ်ပြီဒီဘက်မှာရှိမျိုးရက်ကဘာရက်လဲခရီးရက်နောက်ဆုံးရက်အမ်ဟုတ်တယ် ။ဘာရွက်လဲ။အဲရွက်လာရွက်။ဒါကအเจ้าဝင်းထဲကနေပြီးတော့ခူးလိုက်တာ နော်။တော့ပုံမှန်မြင်ရမလား။ကဲအဲ့အရွက်တွေကိုကြည့်ကြည့်ပါဦး။အရွက်ကတရွက်အတွက်ပုံတရံတူလား။မတူဘူးနော်။ခရီးရွက်နဲ့ပထောက်ရွက်ကိုပဲကြည့်ရော။နော်။ခရွက်ကရှည်ရှည်လေးရောဘရုတ်ရွက်ကကျတော့ဝိုင်းဝိုင်းချွွန်ချွန်လေး။ဟောညောင်ရွက်ကြည့်လိုက်ရောဝိုင်းဝိုင်းချွွန်ချွန်လေးအသေးပုံပုံစံလေးရှိ။အင်းရွက်လာရက်ဆိုလေရှည်ရှည်တွတ်တွန်လေး။ ကဲနောက်ဆုံးဆယ်တော်ရက်ကိုလည်းကြည့်လိုက်ပါဦး။ तू ကနှလောင်ဖြစ်နေတယ်နော်။ကဲအဆွေရဲ့တောက်သူကြီးအရွက်ဒီကရောတူလား။အရွက်စားတူလား။ပုံတရံရောတူလား။မတူနော်။ဒါကတော့ဒီချေတို့အရွက်ဒီရဲ့အရွက်စားပုံတရံမတူနေတာကိုလေ့လာဖြစ်တယ်နော်။ကဲနောက်ခုထပ်ပြီးတော့ကြည့်ပါဦး။အဟမ်းအရောင်ရောတူသေးလား။ပုံကြည့်လိုက်ပါဦး။အရွက်ကလေးရဲ့အရောင်တူလား။ เนาะတချို့ကကြတော့အဝါဖြော့ဖြော့လေးတွေတချို့ကကြတော့ဘာဖြစ်လဲအညူရောင်လေးဖြစ်နေတယ်တချို့ကကြတော့အစိမ့်ဖြော့လေးတွေတချို့အရွက်ဆိုရင်အဝါရောင်တရွက်လုံးအဝါရောင်လေးဖြစ်သူ့လားအရွက်ကလေးမတူဘူးเนาะအရွက်မှာမှဒီကျေတို့ကလေးလာကြည့်တဲ့အခါအရွယ်စားလည်းမတူညီဘူးပုံတရံလည်းမတူဟောနောက်ပြီးတော့အရောင်လည်းမတူဘူးဆိုတော့တောင်းလို့သိပြီเนาะကဲအဲ့ဆိုရင် ဒီ channel တူတူလုပ်ငန်းနှစ်ကိုဆက်ပြီးရောလေ့လာကြည့်ရအောင်เนาะ